နော်မာလို့ခေါ်တဲ့ကောင်မလေးကသူ့ချစ်သူရိုဘီနဲ့ပျော်ရှင်စွာလက်ထပ်ခဲ့ကြပေမယ့်ပျော်ရှင်စရာအချိန်တွေဟာတိတ်မကြခင်မှာပဲကုံဆုံးသွားပါတော့တယ်။မိခင်ရင်ဖြစ်သူနဲ့သူ့ရဲ့ခင်ပွန်းဖောက်ပြန်နေတာကိုသိသွားတဲ့နော်မာတယောက်ဒီအရင်အောင်ရေးကိုဘလို့ရင်ဆိုင်သွားမလဲဆိုတာကိုသိရမှာဖြစ်ပါတယ်။နော်မာကကလေးတွေကိုအချိန်လိုစာတင်ပေးနေတဲ့ဆီယာမတူဦးတယောက်ပဲဖြစ်ပါတယ်။နော်မာကကလေးတွေကိုမဝေပေးခဲ့ပြီးဖခင်ကြောင့်တခုမှသူ့ရဲ့အမေရာအီမာနဲ့အတူ တရားစကားကိုအေးဆေးနားထောင်ရင်ဘာသာရေးအရန်ကိုင်းဆိုင်တဲ့မိသားစုဝင်တော်ဦးလည်းဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ရိုဖီကကားနဲ့မုတ်တွေကိုယူလာပြီးနော်မကိုမုတ်တွေဝိုင်းကိုတည်ပြီးခလေးတွေကိုမုတ်ဝေပေးဖို့အတွက်အကူအညီတောင်းလိုက်ပါတယ်။ခလေးတွေကိုမုတ်ဝေပေးသွားတော့နော်မကကျေးဇူးတင်စကားပြောပြီးရိုဖီကလက်ဆွဲနှုတ်ဆက်ပေးမိ။နော်မကတော့လက်အုပ်ပဲချီလိုက်ပါတယ်။ရိုဖီကအเจ้าကိုအခုမှပထမဆုံးရောက်ဖို့ရဖြစ်ပြီးနော်မကိုအရန်လာတယ်ပြောလိုက်တာကြောင့် နော်မားကလည်းရှက်ရှက်နဲ့ကျေးဇူးတင်ပါတယ်ပြန်ပြောလိုက်ပါတယ်။ရိုဘီကအစဉ်ပြေရင်ဖုန်းနံပါတ်လေးပေးလို့ရမလားဆိုပြီးတောင်းပေမဲ့နော်မားကတော့အခုမှမြင်ဘူးအခုမှသိရတဲ့လူတယောက်ကိုမပေးနိုင်ဘူးဆိုပြီးထွက်သွားကရိုဘီကိုအဝေးရောက်သွားတဲ့အချိန်တစ်ချက်ပြန်လှည့်ကြည့်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်စကားပြောနေတာကိုသူ့အမေဖြစ်သူကမြင်သွားခဲ့ပါတယ်။တာမီးနှစ်ယောက်ဖျားကြောင်းကအပြန်နော်မားကအမေဖြစ်သူကိုကောလိပ်ကသူ့တငယ်ချင်းဖြစ်သူကပရိုဖက်ဆာဖြစ်နေပြီးသူ့ရဲ့ကောလိပ်မှာအစ္စလာမ်ပညာရပ်ကိုပရိုဖက်ဆာအဖြစ်နေဖို့အတွက်မိခင်ဖြစ်သူကိုပြောပြပါတယ်။မိခင်ဖြစ်သူကလည်း ငါရဲ့ဆိုင်ကိုတော့ကောင်းကောင်းဝိုင်းမကူညီပဲနဲ့အဲ့ဒီအဝေးဆုံးတနေရာမှာတကယ်ပဲသွားလုံးမှာလားလို့ပြောတဲ့အချိန်နော်မာကလည်းတိတ်ဆိတ်သွားပြီးအိမ်ကိုရောက်လာခဲ့ပါတယ်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ဖခင်ပြန်ရောက်နေတာကိုအံ့ဩသွားပြီးတမီးဖြစ်သူကအဖေနေကောင်းလားဘာညာမေးပေမဲ့သူ့အမေကတော့မျက်နှာတော်မကြည့်ပဲနဲ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်သူတို့လေမြန်းတယောက်ဟာအမေဖြစ်သူကဖခင်ကိုအရန်စိတ်ပြက်နေခဲ့တာကြားပါပြီဖခင်ရောက် မပျော်ရှင်ခဲ့ရတဲ့အချိန်တွေကိုလည်းနာကျင်စာဖျက်ဆီးနေကြရတာကြာနေရဖြစ်ပါတယ်။အဖေဖြစ်သူနဲ့နော်မာတို့ကလာထက်ကဆိုင်မှာမဟုတ်စားရင်စကားပြောရင်တမီးရဲ့ဘဝအနာဂတ်အတွက်စကားပြောနေခြင်းရူဘီကရောက်လာပြီးခမရကကိုတနေ့ကတွေ့ခဲ့တဲ့နော်မာမှလာလို့မေးပြီးဖခင်ဖြစ်သူနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ရူဘီပြန်ထွက်သွားတဲ့အချိန်ဖခင်ဖြစ်သူကဒီကောင်လေးကရိုးရဲရိုးသားတဲ့ရင်ကြီးတယ်ပြောပြီးတမီးရဲ့ခင်မကောင်တယောက်ဖြစ်နေတယ်လို့အဖေဖြစ်သူကပြောပါတယ်။နော်မာကလည်းရှက်ရှက်နဲ့ဘာမှပြန်မပြောဘဲတိတ်ဆိတ်စွာနေသွားခဲ့ပါတယ်။ တကယ်တော့နော်မာကလည်းရိုဖီကိုတစ်ဖက်သက်စိတ်ဝင်စားနေတာဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့နော်မာကစာတင်ပြီးတဲ့အချိန်ထိရိုဖီက စကားပြောဖို့စောင့်နေခဲ့တာဖြစ်ပါတယ်။နော်မာကရိုဖီကိုမြင်တဲ့အချိန်ဘာကိစ္စရှိလို့စောင့်နေတာလဲမင်းနေတဲ့အချိန်ရိုဖီကလည်းဒီအတိုင်းပဲဘာကိစ္စမှမရှိဘူးမျက်နှာလေးမြင်ချင်းအတန်လေးကြားချင်တာကြောင့်ရောက်လာတာဖြစ်တယ်လို့ရိုဘီကစကားတွေအများကြီးပြောနေပေမဲ့နော်မာဟာရင်ခုန်တန်းနေအရန်ကိုမြန်နေခဲ့တာကြောင့်ရိုဘီကိုဘာစကားမှပြန်မပြောနိုင်ခဲ့ပါဘူး။အဲဒါကြောင့်လဲနော်မာကရှင်ပြောလို့ပြီးပြီဆိုလို့ရှိရင်"ကျမအိမ်ပြန်တော့မယ်"လို့ပြောတာ အင်ကိုထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ရူဘီကနော်မကိုသူ့နေတဲ့အိမ်ထိလိုက်ပို့ဖို့အတွက်တောင်းဆိုပါတယ်။အရာနဲ့ပဲနော်မကလိုက်ပို့ဖို့အတွက်ခွင့်ပြုလိုက်တာကြောင့်အိမ်ထိကိုလိုက်ပို့တာကိုအမေဖြစ်သူကမြင်သွားခဲ့ပါတယ်။နော်မအိမ်ထဲကိုရောက်တော့အမေဖြစ်သူကဒီရွယ်မှာရည်သားမထားရဘူးဒီလိုလူတွေနဲ့ထမပတ်သက်ဖို့ပြောပါတယ်။အမေဖြစ်သူကလည်းအဲ့လိုစူပူရင်းနဲ့ထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့နော်မကစိတ်ငြင်းငြင်းနဲ့လမ်းလျှောက်နေတဲ့အချိန်ရူဘီကရောက်လာပြီးဘာလို့စိတ်ငြင်းနေတာလဲမေးကနော်မကိုစိတ်ငြင်းစရာတွေပြောက်အောင်ပြောရှင်းစရာတွေဖန်တီးပေးခဲ့ပါတယ်။ အမေဖြစ်သူကသူ့မပတ်သက်ခိုင်းတဲ့လူနဲ့ပတ်သက်တာကိုငိုယိုပြီးပြောနေပေမဲ့တမီးဖြစ်သူကတမီးနဲ့အရွယ်ရောက်နေပြီးသားမို့တမီးဘွားကိုတမီးရွေးချယ်ပိုင်ခွင့်ရှိရလို့ပြောလိုက်တာကြောင့်အမေဖြစ်သူကစိတ်ဆိုးပြီးနော်မခန်းထဲကထွက်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့ရိုဖီကနော်မကိုသူ့ကိုတကယ်ချစ်တာပါနော်မရဲ့ဘွားတခုလုံးပျော်ရှင်အောင်ထားပေးမယ်ဘဝမှာစိတ်ညစ်စရာမရှိအောင်ပျော်ရှင်စရာတွေပဲဖန်တီးပေးပြီးချစ်ပေးသွားမယ်လို့ပြောတာကြောင့် နော်မန်ကလည်းသူ့ကိုတကယ်ချစ်ရင်မိဘတွေစီမှာချက်ချင်းလက်တောင်းဖို့အတွက်ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့သူ့ဖခင်ထံကနေနော်မန်နဲ့လက်ထပ်ဖို့ခွင့်ပြုပေးပါလို့တောင်းရခဲ့တာကြောင့်ဖခင်ဖြစ်သူကလည်းဘာမှငြင်းစရာမရှိပဲသဘောတူလိုက်တာဖြစ်ပါတယ်။ဒါကိုသိသွားတဲ့မိခင်ဖြစ်သူကစိတ်ဆင်းရဲစွာနဲ့နောက်တစ်နေ့မှာတော့နော်မန်တို့ကိုမင်္ဂလာဆောင်ပေးလိုက်ရပါတယ်။မင်္ဂလာဆောင်ပြီးပျော်ရွှင်စွာနဲ့နေခဲ့ကြပေမဲ့သူတို့နဲ့ပျော်ရွှင်နေတာကိုမိခင်ဖြစ်သူကကြည့်မိတိုင်းအရင်ပဲစိတ်ဆင်းရဲနေရပါတယ်။တနေ့မှာတော့တီရိုမီတာစုကစူရတဲ့ပတ်စံလေးတွေနဲ့ကိုပိုင်ဆိုင်လေးဖွင့်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကစပြီးဇလန်းကစတင်လာတာဖြစ်ပါတယ်။တမတ်ဖြစ်သူကယောက်ခမစိန်မှာအားတဲ့အချိန်ဝိုင်းကိုလှုပ်ပေးရင်တမတ်ဖြစ်သူကယောက်ခမရဲ့လက်ကိုနမ်းပြီးကောင်းကြီးပေးပါလို့ပြောရကနေတမတ်ဖြစ်သူကိုစတင်ဆွဲလန်းလာတာဖြစ်ပါတယ်။အိမ်နဲ့ဆိုင်တဲ့ဝေးလို့တာကြောင့်တမတ်ဖြစ်သူကယောက်ခမကိုညတိုင်းတွားကြိုပေးရပါတယ်။နောက်တစ်နေ့ကစလို့ယောက်ခမဖြစ်သူကနှောက်ခမ်းနေတယ်ဆိုပြီးအလှတွေပြင်ပြီးဆိုင်ကိုလာပါတော့တယ်။တမတ်ဖြစ်သူကလည်းအမေကိုကြည့်ပြီးအမေဒီနေ့အရန်လှနေတယ်လို့ပြောလိုက်တာကြောင့်ယောက်ခမကလည်းအရန်ကိုရင်ခုန်သွားခဲ့ရပါတယ်။ နော်မန်ကလည်းယောက်ျားဖြစ်သူကိုတခြား main ကလေးတွေနဲ့သုံးဝန်တူနေတာကြောင့် main ကလေးတွေနဲ့မပတ်သက်ဖို့အတွက်အချိန်ချင်းတောင်းဆိုနေပါတယ်။နောက်တစ်နေ့မှာတော့ Robi ကမိုးချုံမှအိမ်ပြန်ရောက်လာပြီးတကူလုံးမိုးရေဆိုးနေပြီးမိမမဖြစ်သူကနောက်ကျမှရောက်လာတာကြောင့်ယောက်ျားဖြစ်သူကိုစိတ်ဆိုးပြီးအပြင်မှာအိပ်ဖို့အတွက်အပြင်မှာပဲနေခိုင်းနေပါတယ်။မမဖြစ်သူမိုးရေတွေဆိုးနေတာကိုမြင်ပြီးယောက်မဖြစ်သူကမကြည့်ရတာကြောင့်အခန်းထဲကိုခေါ်ပြီးဒန်းကြီးလိန်စီအပူပေးစီတွေလွှင်းပြီးတမတ်ဖြစ်သူကိုဂရုစိုက်ပြုစုပေးခဲ့ပါတယ်။နောက်တစ်နေ့ဘသူမှမရှိတဲ့ချိန် Robi ကယောက်မကိုရမ်းချစ်ကြောင်းထုတ်ပြောလိုက်တာကို မိမဖြစ်သူနော်မာကတည်သွားခဲ့ပါတယ်။